အားလုံးမင်္ဂလာပါအားလုံးမဲ့တာယာတဲ့နေ့လေးတင်နေပိုင်ဆိုင်ကြပါစေနော်အမေဒီနေ့မိတ်ဆက်ပေးချင်တာလေးရတော့ဩဘာနော်ဟိုတတိပေးချင်တဲ့အကြောင်းအကြောင်းတရားလေးရှိရပေါ့အကြောင်းအရာလေးရှိရပေါ့အဲ့ဒါတော့မမင်းကအရင်တော့ကကြတော့အာလူပို့နဲ့အဒလီလေးပို့တယ်ပေါ့အခုတော့မမင်းက Ryan နဲ့ပို့နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့အ Ryan ဒလီအိမ်ရောက်တဲ့မြို့တိုင်းကိုချစ်စုလေးတို့အိမ်ရောက်ငွေချင်းနဲ့လောက်ပေးမှာပါနော် ောက်တစ်ခုချွတ်တူလေးတွေကမင်းဟာရှိပါတယ်စာတိုက်ကဆိုမင်းစာတိုက်ကမပို့ပေးပါဘူးเนาะစာတိုက်ကမပို့ပေးဘူးဆိုမင်းကပို့နေကြလဲမဟုတ်တဲ့အခါကျတော့မင်းမပို့တတ်ပါဘူးတကယ်လို့မပို့တတ်ဘူးဆိုရင်တို့ကနည်းနည်းရှစ်တယ်ပေါ့เนาะဟိုးရင်တော့ကတော့ပို့ဘူးတယ်ဒါပေမဲ့အဲ့လိုကကျတော့ပြင်ဦးလို့ဆိုတော့တိတ်ပြတ်တာမရှိဘူးရန်ကုန်ကနေကြလို့ရှိရင်တော့အရင်များတဲ့ခါကျတော့သူကနောက်ပျောက်တတ်တယ်ပေါ့ ပျောက်တယ်ပေါ့အဲဒီပြူးနေရနေပြီးတော့မှမမေပို့ဘူးတယ်ပေါ့နော်စာတိုက်ကိုနေကိုပို့ဘူးတယ်အဲဆိုမမေကနှစ်ခုပျောက်ဖူးတယ်နှစ်ခုပျောက်ဖူးရဲ့ဆိုတော့တစ်ခုက8000တစ်ခုက9000လား4000လားမသိဘူးမင်းပြောတော့ပြောဘူးပါတယ်ပျောက်ဖူးတယ်ပေါ့နော်ပျောက်ဖူးတဲ့အတွက်ကြောင့်မလို့မမေစာတိုက်ကိုမတုံးတော့တာပေါ့နော်အခုနောက်ပိုင်းမှာဟို Royal တို့ဒီအာလူပိုတို့ရဲ့ဒီအဲ့အစ်ဘဘောနော်ဒီလိုမျိုးဒလီပို့တာလေးတွေကတော့ဈေးလေးတွေတော့နည်းနည်းရှိရေပေါ့နော်ဒါပေမဲ့ safety ဖြစ်ပါတယ် အဲဒီအခုမမင်တို့စားလိုက်နဲ့ပို့မယ်ဆိုလို့ရှိရင်မမင်ကလေပြဘူးထားတဲ့ခါကျမမင်အဲ့နောက်ပိုင်းမှာစားလိုက်ကိုမတုံးတော့တာပါနော်တခြားပို့တဲ့လူတွေလည်းပို့တယ်ဆိုရင်တော့ရအောင်ရောက်မှာပေါ့နော်မမင်ကနှစ်ခါပြောက်ခုထားရဆိုတဲ့ခါကျသူတို့ကမမင်းကိုဘာမှလည်းပြန်မလုပ်ပေးဘူးပစ္စည်းမရဘူးသွားပြောတယ်ဘောင်ချပြပြီးပြောတယ်စားတဲ့ကဘာမှတောင်းဝန်မရှိဘူးဟိုဘက်ကလည်းမပြောနောက်ဆုံးရတာတစ်ခုကတော့ ရှစ်တောင်းတန်လေးတစ်ခုကကြတော့ဗာပြောလဲဆိုတော့အဲ့ဒီစာပို့တဲ့လူကတဲ့လိန်သွားတာတဲ့လိန်တဲ့တော့ကြောင့်မလို့ဒီပို့တဲ့စာတွေဝေစာတွေဝေတဲ့အချိန်မှာပေါ့နော်လိန်သွားတာပေါ့လိန်သွားတဲ့အခါကျတော့လားထွက်ပြေးသွားရဆိုလားမသိဘူးသူတို့ကနေစားသမားတွေနဲ့ပို့တာတဲ့အဲ့ခါကျတော့သူတို့ကအဲ့ဒါရှာလို့မရတော့ဘူးပေါ့နော်စာရင်းရှာလို့မရတော့လို့ပြောနောက်တစ်ခုကကျတော့ဘာမှကိုမပြောဘူး ဘာမှကိုမပြောဘူးဆိုတော့မမင်းကစာလိုက်ကိုမပို့ပေးဘူးเนาะစာလိုက်ကိုမပို့ပေးပါဘူးနောက်တစ်ခါကမမင်းကဒီက Ryan Ryan နဲ့ပို့ပေးတယ်အခုက Ryan နဲ့လေ Ryan ဘယ်အေး Ryan ရောက်တဲ့နေရာတိုင်းကိုရောက်တယ်အလူပိုရောက်တဲ့နေရာတိုင်းကိုရောက်မယ်ပေါ့နော်အခုကတော့ Ryan နဲ့လည်းစာချုပ်ချုပ်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်မင်းမင်း Ryan နဲ့ပို့ပေးနေပါပြီ။အော်တချို့နေရာတွေကအလူပိုလိုချင်လဲအလူပိုနဲ့ပို့ပေးပါတယ်နော်။အဲ့ဒီလီနှစ်ဒီလီနှစ်ခုနဲ့ပို့ပေးရပေါ့။ ။အခုကတော့ Ryan နဲ့စာချုပ်ထုတ်ပြီးဖြစ်တဲ့အတွက်ကြောင့် Ryan နဲ့အဓိကပို့ပေးပါတယ်။အဲ့တော့ချစ်သူလေးတို့ကလိုချင်တာလေးတွေကိုမေးပါ။နောက်တစ်ခုနောက်တစ်ခုကဘာလဲဆိုတော့မမေက Viber ဖုန်းနံပါတ်လေးချပေးတယ်။ Viber ဖုန်းနံပါတ်လေးတွေချပေးရဲဆိုတာကချစ်သူလေးတို့ရဲ့စိတ်ထဲမှာမေးတဲ့ဈေးတို့နော် အော်ဒီရဲ့မန်းအောင်မှာကြတော့မမြက်ခေစီတွင်ကြဖြေလို့အဆင်မပြေဘူးခေစီတွင်ကြဆိုတော့ဥပမာဈေးမေးတယ်ဆိုရင်ပစ္စည်းကတစ်ခုတည်းဆိုလို့ရှိရင်ပြဿနာမရှိဘူးအဲ့တစ်ခုတည်းဈေးကိုမင်ဖြေပေးပါတယ်မင်းတိုင်းဖြေပါတယ်ပစ္စည်းကနှစ်ခုသုံးခုဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဗီဒီယိုအောက်မှာကြတော့မမြက်ဈေးဖြေရတာအဆင်မပြေဘူးပေါ့နော်အဲ့ဒီအချက်ကလည်းတစ်ချက်ပေါ့နောက်တစ်ချက်ကကြတော့လေချစ်သူလေးတို့ကနေပြီးလိုချင်တဲ့ပုံစံတွေကိုပြောတယ်ပေါ့ ပြောတဲ့ခါကျတော့ဘလို့ဘယ်ကိုပို့ပေးလဲအဲ့ပို့ပေးတယ်ပြဿနာမရှိဘူးဒါပေမဲ့ချစ်သူလေးတို့လိုချင်တဲ့ပစ္စည်းနောက်ပြီးကြဒီပစ္စည်းရဲ့ပုံစံအဲ့လိုမျိုးတွေကြတော့ချစ်သူလေးတို့မေးတဲ့ခါကျမမကမဲ့မှာဖြေရှင်းရဖြေရတာအသိအစင်မပြေဘူးပေါ့နော်အဲ့လိုကမမရဲ့ Viber ကိုလာခဲ့ပါလို့မမကခေါ်တာချစ်သူလေးတို့နှိပ်ဆက်ဖို့လည်းမဟုတ်ရိုက်ရောင်းဖို့လည်းမဟုတ်ဘူး Viber မှာလာမေးလိုက်တာနဲ့မမရှာဝယ်ရမယ်ဆိုတာလည်းမဟုတ်ပါဘူးနော်မမရှာဝယ်ရမယ်ဆိုတာလည်းမဟုတ်ပါဘူး မမင်းက blacklist တင်တယ်မမင်းစိတ်တူပြီးတော့မှဟိုတယ်နေရဟိုမျိုးတွေဖြစ်တဲ့ဟာတွေအရင်ကိုလူဘာဝရတယ်လို့ခံစားရလို့နောက်တစ်ခု ကိုချင်းစာစိတ်မရှိဘူးလို့ထင်လို့မမင်းကတင်တာဒါတော့မှဒီလက်ပတ်เนาะမနေ့ကမမင်း blacklist တခုတင်ထားတယ်နာမည်လည်းမတင်တော့ဘာမှမတင်တော့လက်ပတ်လေးပဲမင်းဒီတိုင်းပဲပြင်ရောက်လိုက်တယ်ဒီနေ့ light ထဲမှာလည်းအဲ့ဒီဟာလေးကဟိုမယူသေးဘူးဆိုမမင်းဒီနေ့ light ထဲမှာလည်းထည့်အောင်ပြင်မယ်ပေါ့နော်အဲ့ဒါဆိုမမင်းရဲ့စိတ်တူရဲ့ဒါမှမမင်းစိတ်ရှော့လိုက်တယ် အော်ငါဒီလိုတင်နေတော့ပွဲရှာတယ်လို့ထင်ဦးမယ်ဆိုပြီးတော့မှမင်းပွဲလည်းမဖြစ်ချင်ဘူးနောက်တစ်ခုကျအဲ့နေ့ကတော့အရင်စိတ်ဆိုးတယ်တကယ်ကိုစိတ်ဆိုးတယ်မမင်းအတွက်အချိန်နေကုန်နေကြအဲ့နဲ့မမင်းကဒီတိုင်းမတင်အဲ့တော့ချစ်သူလေးတို့ဘိုင်ဘာကိုခေါ်ရလေမမင်းကိုကြိုက်တယ်လို့မေးလို့ရတယ်လိုချင်တဲ့ပုံစံလိုချင်တဲ့အနေဒါမေးပြီးမဝယ်တဲ့လူမှဒုနဲ့တင်စုံစမ်းတာလေကြိုက်တယ်လို့ဈေးစုံစမ်းလို့ရတယ်ကြိုက်တယ်လို့မျိုးနောက်ဆုံး ခက်ရမ်းရမ်းပြောရင်ကြိုက်တက်လို့ဆက်ဆူးလို့ရတယ်ဈေးနဲ့ပတ်သက်ပြီးတော့မင်းမင်းက Viber D ရဲ့ man out မှာကြတော့မင်းရဲ့ဖြေရတမျိုးနှစ်မျိုးပြင်တိုးဖြေလို့မကောင်းမကောင်းဆိုတာစာကလည်းရှည်တယ်ဟိုလိုရင်းကိုလည်းမရောက်ဘူးမင်းမင်းကလိုရင်းတိုးတိုးတုတ်တုတ်ဖြေလိုက်ပြန်လည်းချစ်သူလေးမေးတဲ့ disk ကိုလိုရင်းအဓိကကိုမရောက်ဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်တဲ့အခါကျမင်းပြောချင်တာ Viber ကိုလာခဲ့ပေးပါ Viber မှာလာပြီးတော့မှ ပုံလေးတောင်းကြည့်လို့ရတယ်ဗီဒီယိုလည်းကြည့်လို့ရတယ်ဗီဒီယိုတောင်းပြီးကြည့်လည်းရတယ်ဒီ PC ရဲ့အနေထားဘာညာလိုချင်တဲ့အတိုင်းတာအကုန်လုံးကိုချစ်သူလေးအနေနဲ့တောင်းပြီးတော့မှကြည့်လို့ရပါတယ်နော်ရတဲ့အခါကျချစ်သူလေးတို့ Viber မှာမမင်းကိုစိတ်ချမ်းသာလက်ချမ်းသာလာမေးပါလာမေးရဆိုလို့ရှင်မမင်းဖြေပေးပါမယ်ကောင်းကောင်းမမင်းနော်ဖြေပေးပါမယ်စိတ်ချမ်းသာလက်ချမ်းသာလာမေးပါဖြေပေးပါမယ်နော်ပြီးရင်အခုမန့်နေရအောက်မှာလည်းမမင်းဖြေပေးပါတယ်မဖြေတာကိုမပြောဘူးတော့ဖြေတယ်နော် ဲ့တော့အခုချစ်သူလူတို့ရိုင်ရရောက်တဲ့နေရာအလူပိုရောက်တဲ့နေရာတိုင်းကိုပို့ပေးပါတယ်နောက်တစ်ခုမင်းကကားဂိတ်နဲ့တင်မဲဆိုလို့ရှိရင်လေကားဂိတ်တင်မဲမယ်ဆိုရင်တော့ကားဂိတ်တင်မဲဆိုတင်ပေးတယ်ဒါပေမဲ့ကားဂိတ်တင်တယ်ဆိုလို့ရှိရင်ဘာလောက်ရမလဲဆိုတော့ငွေချိုလွှဲရမယ်ချစ်သူလူတို့ဟုတ်တယ်နော်ဒါကအင်အားငွေချေဖြစ်တဲ့အတွက်ကြောင့်ကားဂိတ်တင်တာဟုတ်တော့မင်းမင်းကအင်အားငွေချေပို့ပေးလို့မရအောင် ဲ့ဒါဟာကြတော့ချစ်သူလေးတို့ဘက်ကတရားကိုနားမလည်ပါရဲ့နားမလည်တာဖြစ်သွားပြီเนาะကားဂိတ်တင်တဲ့တချို့ချစ်မတွေကိုမပြောလို့เนาะတချို့ချစ်မတွေတိမ့်ချီပြီးဝယ်တယ်၄၅၈သိန်း၁၀သိန်းကြီးဝယ်တဲ့ချစ်မတွေရှိရဲ့ကားဂိတ်တင်ပြီးရဲ့အဲ့ဒီချစ်မတွေဆိုလို့ရှိရင်လည်းမိမိကိုယုံကြည်စိတ်ချဆိုတာပတ်စံလွှဲပြီးကားဂိတ်တင်ပေးလိုက်တာအဲ့တော့ကားဂိတ်တင်ခြင်းနဲ့ဆိုလို့ရှိရင်မိမိငွေကြိုးလဲရမှာပေါ့အဲ့ဟာကိုပတ်စံ1000နဲ့မိမိကိုမယုံတယ်လို့လုပ်တဲ့ မြန်မာလေးတယောက်လည်းရှိတယ်။ပတ်စံတထောင်းနှစ်ထောင်လည်းသူ့ကားဂိတ်ကိုတွားတင်ပေးမယ်ဆိုလို့ရှင်ဒီဈေးကနေပြီးမမေကကားဂိတ်ကိုတွားဖို့အတွက်ကိုမမေကကိုလန်စေးကိုစိုက်ပြီးတော့လမ်းလျှောက်ကသေးတယ်။အဝေးပြေးကားဂိတ်ကိုတင်ဖို့အတွက်ကိုမမေမှအစင်းစင်တွားသေးတယ်။ခောက်တူကြီးကတစ်ခါပေးရသေးတယ်။ အောင်မင်္ဂလာအဝေးပြေကိုမတော်နိုင်ဘူးအောင်မင်္ဂလာဝေးပြေမတော်နိုင်ဘူးဆိုတော့အောင်ဆန်းကွင်းကိုမမြင်တော့ပို့ရဲဆိုရင်ခေါက်တူကြီးပေးရသေးတယ်မမြင်ပါခေါက်တူကြီးပေးရသေးတယ်တော့အလကားမှုဖုန်တော့အဟာ तू ကကယ်အဲ့ဒါဆိုရင်တော့အမအကိုပတ်စံချိုးလို့ရအဲ့ဒီအတွက်မမြင်ဒလီကသူ့ရှယ်တပြားမှမယူတော့ဘူးဂိတ်သွားတင်မို့ဆိုလို့ရှင်ဘဲအွန်လိုင်းရှော့မှာပဲဝယ်ဝယ်ဒလီကပေးရတယ်နော်မမြင်ဒလီကမယူထားအောင်နော်မမြင်ဒလီကယူတာက ဒီဒလီယာချမှတ်ထားတဲ့အတိုင်းပဲမမင်းဒလီကယူတယ်မမင်းရနေပြီးတဆင်သွားတင်ပေးရတိုင်းဒလီကိုမမင်းအခုလိုနေတိုင်းဒလီမှာပစ်ကက်လာမကောက်တဲ့အတွက်မင်းနေတိုင်းဒလီရောနေတိုင်းသွားရတဲ့လမ်းစိတ်တွေရှိတဲ့တယောက်ကိုမှမမင်းမတောင်းထားဘူးဒီကနေပြီးဘိုးချုပ်စီကနေပြီးတော့မှ35လမ်းကိုသွားရတယ်။အဲ့သွားတာသွားတာဒလီကားရှင်မင်းလကားသွားလို့မရဘူး။အဝေးပဲလမ်းလျှောက်ပြီးသွားရတာ။အဲ့တော့မင်းတို့ကားစီးပြီးသွားရတယ်။ကားစီးရတယ်ကားအသွားပြင်စီးရတယ်။အဲ့ဒါချစ်သူလေးတို့မင်းမင်းဒလီကမယူထားဘူးတော့။ ဒါမဲ့လေတချို့ချို့ချစ်သူတွေလေတခြား online shop မဝယ်ဘူးလို့လားတော့မသိဘူးတချို့ online shop ဝယ်ဘူးချစ်သူတွေတော့တိတယ်ဂိတ်ချဆိုပြီးတော့ပတ်စံပေးရတယ်တက်တက်မဲ့ဒီရန်ကုန်မြို့ထဲမှာကိုကိုဒလီကားကတက်တက်2500 3000ကတက်တက် plus 1000 plus 1500ဆိုပြီးတော့ထပ်កောက်သေးတာเนาะအဲ့ဒါဘာလဲလို့မေးကြည့်တော့ဒလီကိုသွားဖို့ကဆိုပြီးတော့တောင်းတာเนาะမမင်ကလေမမင်လဲ တလီဝယ် online shop ဝယ်နေရဖြစ်တဲ့အတွက်တည်ရအဲ့ဆိုမှအဲ့ခံစားချက်ကိုတည်လို့မမေကအဲ့ဒီ gate ချတော့တွားပို့ကတော့မမေကပတ်စံမရှိဘူးမမေကဒလီကဒလီရုံးကတတ်မှတ်တဲ့ဒလီကကိုပဲချစ်သူလေးတို့ကောက်တယ်အဲ့ဒါလေးလည်းမမေက request လုပ်ချင်တာပေါ့နော်လူစုကချစ်သူလေးတို့ဆိုလိုချင်တာကွာချစ်သူလေးတို့အပြည့်အလန်နားလည်စေချင်တာပေါ့နော်မမေအားလည်းချစ်သူလေးတို့အပေါ်မှာအပြည့်ဟာမမင်းဘက်ကနေပေးပေးအားရှိတဲ့စာပစ်တွေအပြည့်ဟာပဲချစ်သူလေးတို့အနေနဲ့လည်းမမင်းကိုအပြည့်ဟာယုံကြည်သည်ဖြစ်စေမယုံသည်ဖြစ်စေ နားလည်မှုပေါ့နော်တယောက်နဲ့တယောက်နားလည်မှုရှိပါတယ်တကယ်လို့မမီးကလိမ်မယ်လို့ထင်တယ်မမီးကိုမယုံဘူးဆိုရင်မဝဲပါနဲ့တကယ်မဝဲပါနဲ့အော်ဘာလို့လဲဆိုအခုမမီးရောင်းတဲ့ပစ္စည်းလေး stainless steel ပါတယ်နောက်တစ်ခုအဲ့ဒါကိုအတုအတုနဲ့လာပြီးတော့မှနှိမ့်နှိမ့်ချိုးချိုးပြော့ပြီးတော့ဆိုမဝဲပါနဲ့ဘာလို့သူများကိုတောက်ကပေးမလဲဟုတ်တယ်မလားအဲ့တော့မဝဲပါနဲ့နောက်ပြီးကြလို့ရှင်မင်းရောင်းတော့ကြောက်တဲ့အကုန်လုံးကြောက်စိမ့်အစစ်တဘာဝကြောက်စိမ့်တွေကိုအကုန်လုံးကြောက်စိမ့်အစစ်တွေကိုရောင်းတယ်အဲ့ဒါဆိုဝဲ ဒါမှမဟုတ်လို့မဝယ်ခြင်းဘူးဆိုရင်မကြည့်ပါနဲ့လား။ဘာဖြစ်လို့သူများကဝယ်နေတဲ့သူတို့တောကပေးရတယ်လဲရှိရင်မန်းအောက်တွေမှာလည်းလာရေးတယ်ပေါ့နော်။တက်လို့ပေါ့။နောက်တစ်ခုဈေးရောက်တဲ့သူတွေကမမကအခုလိုရှင်းပြရတောက်လျှောက်အကုန်ပြောပြပြီးတဲ့ခါကျတော့မှတို့ကတို့ပစ္စည်းရောင်းချင်တာဆိုတော့အားမနာဘူးလားလို့မင်းမြန်မေးချင်တာအမေမင်းပစ္စည်းလေးတွေရောင်းချင်လို့မမေမှာတော့စူးစမ်းပန်းစားရှင်းပြရတယ်ကိုချစ်သူလေးတွေနားလည်အောင်မျိုးစုံစဉ်းစားပြီးစဉ်း အဲ့တော့လာမေးလာမေးအေးမေးတော့ဖြည့်တယ်လေပြီးတော့သူတို့ပစ္စည်းရောင်းမလို့ခုမမင်တင်ထားတာနဲ့တူလို့အဲ့ဒါမျိုးချွတ်ချွတ်တူတာရှိရဲ့ဒီဈေးနဲ့ရောင်းမယ်ဆိုတော့အာမနာဘူး လို့မေးချင်တာအားမနာဘူးလားသူမောအားမနာဘူးလားလို့ပဲမေးချင်တာတကယ်ပြောတာဘာဖြစ်လို့လဲကိုဟာကိုစူးစမ်းကြည့်ပါလားကျမလည်းဒီနေရာကိုရောက်ဖို့အတွက်ကိုမင်းလည်းဒီနေရာကိုရောက်ဖို့ရောက်ဖို့အတွက်မင်းလည်းအများကြီးစူးစမ်းထားလွယ်လွယ်ကူကူရမလားလွယ်ကူကူမရပါဘူးလွယ်လွယ်နဲ့တော့စပယ်ပဲတော့မှမပွေဘူးနော်အဲ့လိုမျိုးတော့ရှိရပါတော့ဒါပေမဲ့ကိုချင်းစာတရားလေးထားပေးပါလို့ပဲမင်းကပြောချင်ပါတယ်အခုဒီနေ့ဗီဒီယိုဖိုင်လေးကိုတင်ရတာကြတော့စာတဲ့ကနေမပို့ပါဘူး delivery ကတော့အခု ။ရာရဲ့ရောက်တဲ့မြူရန်ဒလီရောက်ပြီးအာလူပိုရောက်တဲ့မြူရန်ဒလီရမယ်ပေါ့နော်။အဲ့နဲ့ချက်လည်းပြောချင်တယ်။နောက်ကိုမန့်အောက်ကနေပြီးတော့လာမင်းနေတဲ့ချစ်သူလေးတို့မြစ်တာရက်ခန့်တာနော်။မမေကစိတ်တုံလို့ပြောရမလို့မြစ်တာရက်ခန့်တာ။ဘိုင်ဘာမစိတ်ချမ်းသာတယ်လို့လာမေးပါလို့မမေကဖြေပါမယ်လို့။ကိုမန့်အောက်မှာတခုတလေပဲမေးလို့ဖြေရဆိုတော့တခါတလေကြတော့လေ အော်စိတ်ထဲမှာဘဝင်မကြောက်ဘောနော်။အော်အစီမဲမပြေဘူးလားမသိဘူးငါဖြေရတာအဲ့လိုကိုစိတ်မကောင်းဖြစ်မိအဲ့တော့စိတ်ချလက်ချစိတ်ချမ်းသာလက်ချမ်းသာနဲ့ဘိုက်ဘာမှာလာမေးပါလို့ဒါကဖြေပါပဲနော်။ဒါကအဲ့လိုမျိုးဆိုရင်ဖြေပါတယ်မဖြေတဲ့အခါတခါမှမရှိပါဘူး။မေးတိုင်းပုံတောင်းတိုင်းမပြတာတခါမှမရှိခဲ့ပါဘူးနော်။အဲ့ချစ်သူလေးတို့မယုံရင်စမ်းကြည့်ပါ။ဒါပေမဲ့မမေးပုံမပြတာဘကိုးကတက်ရောက်တော့ရှိတယ်။မမေးလေးသူ့ရဲ့ လချီပြီး तू ကပုံနေတောက်လျှောက်မေးပုံနေတောက်လျှောက်ဖို့တောက်လျှောက်ပြပြီးတော့မှခါကြတော့မင်းမင်းပြောဝယ်မယ်ဆိုရင်လည်းမင်းကတင်ပေးလိုက်မယ်အိမ်ရငွေချိန်နဲ့တင်ဆိုအိမ်ရငွေချိန်နဲ့တင်ပေးလိုက်မယ်နော်ဒါမဲ့အဲ့လိုဆိုတော့ဟိုကမယူတည်းအဲဟုတ်ပြီအဲ့ဒါဆိုရင်လည်းကိုတိုင်လာကြည့်ဆိုင်ကိုတိုင်လာကြည့်ဆိုကိုတိုင်လည်းမလာဘူးဒီမှာတဲ့ အဖမ်းစည်းတွေများနေလို့ဆိုတော့ကျမတို့တွေကဘလို့သွားလာနေလို့ဘကောကနေဒီမလာရဲအဖမ်းနေလူတွေရတဲ့ဖမ်းနေလို့ဆိုတော့ကျမတို့တွေနေတိုင်းဆိုင်လာထွက်နေတာမဟုတ်ပါဘူးအဲ့ဒါကျမတို့အဲ့လိုမျိုးမဟုတ်ပါနေခင်းမှကြည်ပါကျမတို့နေတိုင်းနေတိုင်းတာကိတာနေပြီးတော့မှရှုခင်းတာအိမ်အားနေနေတိုင်းဘူချုံစုဆိုင်လာထွက်မဟုတ်ပါဘူးရှင်ပြောတဲ့ဥစ္စာမဟုတ်အဲ့နေကျမဒါမင်းတိခန့်လိုက်တယ်ဒါတိခန့်လိုက်တယ်တိခန့်နေတိုင်းတောင်းသမျှပုံတွေကိုသူလိုချင်တဲ့ပုံတိုင်းကိုတောင်းတယ် ပုံကိုရားချိတယ်နော်တကြပိုးတော်မမင်းရှင်အာမနာကိုဝယ်မသွားဘူးတပေါင်းမှန်တပွင့်လောက်ဝယ်ရင်ကိုမမင်းကြေနဲ့တယ်စမ်းဝယ်ကြည့်မမင်းရှာနေပြီစမ်းဝယ်ကြည့်လိုက်တသိန်းမိုးဝယ်မလားငါးတောင်းမိုးဝယ်မလားသုံးတောင်းနဲ့ဝယ်မလားဝယ်ကြည့်ပထမတော့ကတော့ဒီခွင်းနဲ့ဒီခွင်းနဲ့ယူမယ်နောက်မယူတော့ဘူးဆိုထက်ခါထက်ခါလုံလုံအားကြည့်လိုက်ငါးကလောက်ကြာတော့မမင်းလုံးဝပုံမပေါ်တော့သူဘာပြခိုင်းပြခိုင်းမမင်းလုံးဝမပြတော့ဘာမင်းမင်းမမင်းမဖြေတော့ အိုက်တယောက်ပဲရှိရယ် Viber မှာ Viber မှာအပီးပလက်လစ်တင်လာလိုက်တာအဲ့လိုမျိုးတွေပါနော်ဒါကတော့လမ်းကြုံလို့ပြောပြပါခဲ့ကိုကြီးကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့မမေကဆုတောင်းပေးလိုက်ပါတယ်ခဲ့အလုံးတက်တာမမင်းခဏနေလိုက်လေးမှပြင်တွေးကြမယ်နော်